။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထဲကလေကစ်ကော်မြို့တင်နားမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့တမ22လက်အောက်ခံခမရ200ကိုတက်ရင်အထိနာပြီးပြန်ဆုတ်သွားတယ်လို့မြေပြင်မှာရှိတဲ့တော်လရေးတပ်ဖွဲ့ဝင်အချို့နဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။တိုက်ပွဲတွေရက်ဆက်ပြင်းထန်နေတဲ့လေကစ်ကော်ဒေသနားမှာပြီးခဲ့တဲ့ရက်ပိုင်းအော်တိုဗလာ31ရက်ကရတိကူရမှာတမ22လက်အောက်ခံခမရ200ကိုတက်ရင်နဲ့တော်လရေးပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အထိတိုက်ပွဲအတွင်းမှာခမရ200ကိုတက်ရင်အထိနာလို့ပြန်ဆုတ်သွားရပြီးအလောင်းတွေနဲ့ခဲရန်တွေအများအပြားကျန်ခဲ့တယ်လို့ဒေါ်လာရေးတစ်ဖွဲ့ဝင်နဲ့စစ်ရေးတန်းရင်မြက်ကပြောတာပါဒါအပြင်ကြီးတွေနဲ့လက်နက်ကြီးကြီးတွေအများအပြားသိမ်းဆည်းရမိတယ်လို့လည်းဆိုပါတယ် KNU တမဟာ6ထင်းချုပ်ထားတဲ့၄ကော်ဒေသကိုပြီးခဲ့တဲ့စက်တင်ဘာ23ရက်ကစတင်ပြီးစစ်ကောင်စီတက်ရဲ့တမ20နှစ်လောက်ခန့်တက်ရင်တွေကဖြူဟာ၃ခုခွဲပြီးအင်အား1000ကျော်နဲ့စစ်ကြောင်းထိုးတိုက်ခိုက်လာတာပါ၄ကော်ဒေသအတိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်က ဒုတရရင်မှုအပေါင်းဝင်150ခန့်တိစုံပြီးအယောက်200ခန့်ဒဏ်ရာရရှိသွားတယ်လို့ KNU တမဟာ6ရဲ့ကော်ဘရာစစ်ကြောင်းမှုဗိုလ်တော်ဘောကပြောပါတယ်စစ်ကောင်စီတပ်ဘက်ကအကြောက်ဆုံးကိုတော့ People's Spring ကတေးချအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးလေကစ်ကောင်မျိုးတွေဟာဦးသိန်းစင်အစိုးရလက်ထက်တုန်းက KNU နဲ့အစိုးရကြောင်ငင်းချင်းရေးယူတဲ့အထိတ်အမှန်တွေနဲ့နေရဆုံးကပြည်သူတွေပြည်လဲအခြေချနေထိုင်နိုင်ဖို့ဂျပန်အစိုးရရဲ့အကူအညီပေးမှုနဲ့မြို့သစ်တည်ထားတာပါမြို့သစ်လုံခြုံရေးကိုတော့ KNU တမဟာ6ကတာဝန်ယူထားတာပါ 2021ခုနှစ်အစစ်အာဏာသိမ်းပြီးတဲ့နောက်စစ်အာဏာသိမ်းမှုကိုစန့်ကျင်သူတွေ CDR လှုပ်ရှားမှုတွေမှာပါဝင်သူတွေဟာလေကကောမြို့မှာခိုးလုံခဲ့ကြပါတယ်။ဒါကိုစစ်ကောင်စီတပ်ကဝန်ဖမ်းရမှာ KNU တပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အခုတစ်ခေါက်မှာတော့စစ်ကောင်စီတပ်ကလေကကောမြို့ကိုအပိသက်ထိန်းချုပ်နိုင်ဖို့အထူးစစ်ဆင်နေတာဖြစ်ပြီးမြို့ကိုသိမ်းနိုင်ပြီလို့လည်းဝါရဖြန့်ထားပါတယ်ရှင်။